မင်းပြောခြင်းနဲ့ထောက်ချက်ကလူရင်းကိုကျွန်တော်ထောက်ပြတယ်နော်နှလုံးပေါင်းကိုခံရမယ်ပြီးရင်တိခါလို့ရရမယ်ဒီနှလုံးပေါင်း30ကိုတိတ်စီနှလုံး30လို့ရရမယ်ဒီအောက်မှာသုံးတလုံးပေါင်းနှလုံးပေါင်းငန်းနဲ့ break ရှိလို့ရရမယ်အဲ့လိုရိုက်ပြီးဟိုက်သူ့ဆောင်မှာဖြတ်တဲ့ကနန်းဒီဒီနှစ်ထက်တဲ့ပုံမှန်ဆောက်ပြီးတော့ပြန်တက်ဖြတ်တဲ့ကနန်းအဲ့လိုပဲဒုတိယကံနှလုံးပေါင်းကိုတိခါဒီရှေ့ထောက်တယ်ကျွန်တော်မရေးတော့ဘူးနော်မဲကုန်မှာကြောက်တိခါလို့ထောက်ပြီး ိတ်စီးနှလုံးတွေ30လို့ထောက်ပြီသူ့ရဲ့အောက်မှာ3လုံးပေါင်း4လုံးပေါင်းငားနဲ့ break ရှိကနေရိုက်ပြီးရိုက်တာနဲ့ဒီနေ့သူ့ရဲ့ဆောင်းမှာဒီနေ့ထဲအတွက်ပရမအောင်ပြန်တဲ့ထွက်တဲ့ကနန်းဒါဆိုလို့ရင်ဒီစနစ်အရာဒီမှာဒီတစ်ချက်ထောက်ထားပြီးနှလုံးပေါင်း9တစ်ခါလို့ထောက်ပြီးသူ့ရဲ့တကွင်းကျော်မှာထိတ်စီးနှလုံးပေါင်းချင်းဒီ30လို့ရိုက်ပြီးဒီဖြစ်စဉ်ထောက်ပြီးထောက်ပြီးသူ့ရဲ့အောက်မှာကျွန်တော်တို့ ုလိုက်ပြထားတဲ့ငါးတလုံးပေါင်းနှလုံးသုံးတလုံးနဲ့နှလုံးပေါင်းငါးအပေါင်းနဲ့ဗိတ်ရှိခနဲ့ရိုက်ခဲ့အဲ့လိုရိုက်ခဲ့လို့အဲ့လိုရိုက်ခဲ့လို့အဲ့ဒီခနဲ့ရဆောင်းမှာဒီနှစ်ထဲအတွက်ထွက်ပြီးတော့ခနဲ့ပရမအောင်ပြန်ထွက်ထွက်တဲ့ခနဲ့ဒီဖြစ်စဉ်ကိုလူကြိုက်တဲ့ဖြစ်စဉ်ကိုဒီဘက်မှာကျွန်တော်အကြက်ရွေးလိုက်တယ်ကျွန်တော်ကဒါကိုပဲဦးစားပြီးကစားဖို့ရွေးချယ်ထားတယ်ဒီဘက်အတွက်နော်ရှင်းမြင့်ထင်ပါတယ်ပေါ့နော်ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲကျွန်တော်ပြောမယ်ဆိုရင်ဒီ event မှာ14ကြိမ်ထိပြန်တွေ့ကနန်းမထွက်ဘူး15ကြိမ်ချင်းမှာဒီကနန်းတွေထွက်တာအဲ့ဒီကြိမ်မှာ14ကြိမ်လုံးလုံးပြန်တွေ့မထွက်ခဲ့မဲ့ဒီကြိမ်ချင်းမှာစထွက်ခဲ့တာဒီမှာတော့ရိုးရိုးရှင်းရှင်းလေးပဲအစိုးကြီးထွက်တယ်ဘာလို့ပြန်တွေ့ကနန်းအစိုးကြီးထွက်တယ်သူ့အပေါ်မှာမထွက်ဒီကြိမ်မှာပါတော့ဒီဖြစ်စဉ်ထောက်ချက်ထွက်တယ်ဒါဆိုလို့ရှိရင်ဒီဖြစ်စဉ်ထောက်ချက်ကိုထောက်ပြီးတော့အခု16ကြိမ်လုံးလုံးကပြန်တွေ့ကနန်းနေရအချိန်တိုင်းကောင်းနေတာကျွန်တော်မမ်ဘာတွေပြောပြဘူးလေပြီးခဲ့တဲ့ချိန်တစ်ဆယ်ဟိုအချိန်တစ်ဆယ်16ကြိမ်မြောက်မှာတည်းက 15ကျင်အတွင်းတော့15ကျင်တဲ့တော့မကြုံနိုင်ဘူးပြန်တဲ့ကနန်းကတကွက်ကလိုက်ကိုလိုက်တော့မှဒုတော့ပြီးခဲ့တဲ့10ကျင်မှာတော့ကျွန်တော်ကလူကြိုက်များတဲ့ဟာကိုရှောင်ပြီးအဲတော့17ကျင်မှာလည်းကျွန်တော်မှပြန်တဲ့ကနန်းဖြစ်စင်နေရှိတယ်12ကျင်မှာလည်းပြန်တဲ့ကနန်းဖြစ်စင်နေရှိတယ်13ကျင်လည်းရှိတယ်14ကျင်လည်းရှိတယ်15ကျင်လည်းရှိတယ်ဒီ10ကျင်မှာတော့အကြိုက်များတဲ့ဖြစ်စင်ကိုကျွန်တော်ရှောင်လိုက်မယ်အရန်ထဲမှာပဲထက်သုံးလိုက်မယ် က်17ကျင်း17ကျင်း23ကျင်းဆိုလို့ကျင်း15ကျင်းအထိပြန်တွဲကနန်းဖြစ်စဉ်တွေအားကောင်းတဲ့ဖြစ်စဉ်တွေအခုလိုပုံစံမျိုးတွေပေါ့ဇက်တိုက်ရှိတယ်အဲ့နောက်ဘက်ကကြာမှာပြန်တဲ့ကိုတို့ဦးစားပေးကစားရအောင်ဆိုပြီးမန်ပါတွေကျွန်တော်ဒီတိုင်းပဲရှင်းပြရတယ်အဲ့ဒါဒီဘက်မှာမမရှင်းပြတယ်ပြန်တဲ့ကနန်းအရင်ကောင်းလွန်နေတယ်ကျွန်တော်ကတတိယအဆင့်ကျွန်တော်ရှယ်ဟုံးတကွက်ထက်တယ်ပါအောထုတ်တယ်ထုတ်မှဒူဝော်ထဲမှာပဲဒီကနန်းကိုထည့်ပြလိုက်တယ်ခင်ဗျာကြိုက်တယ်ဆိုရင်မပါလာမှာ ူများတွေဒီလောက်ကစားနေတဲ့အချိန်မှာပြန်တဲ့ကနန်းကိုမကစားဘူးလားလို့ခင်ဗျာထင်အောင်ထင်မှဖြစ်မှာကျွန်တော်ထက်ကစားပြီမြင်ဒါပေမဲ့ကျွန်တော်ကတော့ဒီအချိန်ထက်နောက်အချိန်နေမှာပြန်တဲ့ကနန်းတွေပို့အာသာချက်ရှိတယ်လို့မြင်တယ်လို့ဒီလိုတော့ထောက်ပြခဲ့တယ်နော်အခုလဲနိုင်မုံမှာဒီနေ့ဒီချိန်ဒီပြန်တဲ့ကစားတဲ့ဖြစ်စဉ်ကိုလူပြောနေသွားအဲဒါကြောင့်ကျွန်တော်ကအကြိုက်နေတဲ့ဖြစ်စဉ်တွေကိုကျွန်တော်ရွေးချယ်ပြီးအများနဲ့ကစားတဲ့အလေ့ကျင့်ရှိလို့ဒီချိန်မှာတော့ဒီဖြစ်စဉ်ဒီထောက်ချက် ခုထောက်ပြလိုက်ပြီးပြီဒါအနိကက်ထောက်ချက်ဒီတိုင်းကစားမယ်ဒါကကျွန်တော်တို့ frame တစ်ခုကနေဒီအချိန်မှာပြန်တွက်ကစားလို့ရတဲ့အကြောင်းရင်းတစ်ချက်အမှန်တမ်းပြောမယ်ဆိုကျွန်တော်ကရွေးမပေးခြင်းဘူးစနစ်ကိုပဲထောက်ပြခြင်းအဲ့တော့စိုက်ကွက်ထွက်ထတာရှိတယ်မိမိကြိုက်နေတဲ့ကဏ္ဍကိုရွေးချယ်ပြီးတော့ဒီစနစ်ကိုကြိုက်တယ်ဆိုရင်ကန်ဆန်းမှလို့ပဲကျွန်တော်ပြောခြင်းတယ်ကျွန်တော်ရွေးချယ်ပြီးရင်ကံမကောင်းတတ်တာများလို့ဒါတစ်ချက် ချဲရတော့တော့ဒီစုံမှတ်ဒီအနိကဒီလိုတခုတည်းနဲ့တော့ကျွန်တော်တို့ဘယ်ဆုံးမှစနစ်တခုမကစားဘူးအ ਨੇ ဆုံးနှစ်ချက်သုံးချက်လောက်ချုပ်ွက်တွေရှိမှကစားတယ်အဲ့တော့ဒီဆက်တဲ့ချိန်မှဆက်တဲ့ချိန်တခြား frame တခုကနေပြန်တက်ထက်တဲ့လမ်းကြောင်းတခုကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးချင်ပါသေးတယ်เนาะဒါစိတ်ဝင်စားတဲ့ဆိုရပြည့်တယ်မျိုးပြတ်ပတ်เนาะဆက်ပြီးတော့ကြည့်ကြည့်အောင်ပေါ့เนาะကျွန်တော်အမြန်ထောက်ပြသုံးညထေစီနောင်လုံးပေါင်းခွန်လို့ရိုက်တယ်ခွန်နဲ့နဲ့ချပြီးသုံးညထေစီနောင်လုံးပေါင်းခွန်လို့ရိုက်တယ် ခွန်နဲ့ချောက်ပြီးတုံညာထည့်စီနောင်လုံးပေါင်းခွန်လို့ရိုက်တယ်အဲ့လိုရိုက်ပြီးတော့ तू ကနေထောက်တနည်းနည်းနည်း3နည်း4နည်း5နည်း6နည်း9နည်းမြောက် तू ကနေအားဒီကနေထောက်တနည်းနည်းနည်း3နည်း4နည်း5နည်း6နည်း9နည်းမြောက်ရောက်ကတည်းဒီနှစ်ဒီဖရင်ထောက်မယ်ဆိုရင်ဒီနှစ်ထဲမှာပေါ့နော်တတိယဒီဖရင်ထောက်မယ်ဆိုတနည်းနည်းနည်း3နည်း4နည်း5နည်း6နည်း9နည်းမြောက်ရောက်ကတည်းရဆိုဒီနှစ်ထဲမှာဒီနေ့ထဲမှာအဲ့ဖရင်ကလည်းကျွန်တော်ခဏခဏပြောတယ်နော် အဲ့လိုရောက်ကက်ကနဲ့ဒီလိုထောက်လိုက်တဲ့ချိန်မှာသူညထေစီနောင်လုံးမခွန်ရိုက်တဲ့သူနှစ်ကနဲ့ထောက်ခုနှစ်နှစ်ယောက်အချိန်မှာပြန်တဲ့ကနန်းဒီ၃ခွက်ကစားနေတာဟဲ့လေးငန်းနှစ်က၅လေးနှစ်လို့ပြန်တဲ့ထက်တယ်လေးတစ်တစ်ကတနေ့တင်လို့ပြန်တဲ့ထက်တယ်၉၈၆က၉၈၆လို့ပြန်တဲ့ထက်တယ်၃ခွက်ထက်တယ်ပေါ့နော်အဲ့တော့ဒီရောက်ကက်နဲ့ထက်မှာဒီတိုင်းမှာ၆ခွန်နှစ်ကခွန်၆ခွန်နှစ်ကျော်လို့ပြန်တဲ့ထက်တယ် နောက်ထပ်တစ်ခါကျွန်တော်တို့ဒီမှာ630က36ဆိုလို့ပြန်တဲ့ထက်တယ်43တိက143လို့ပြန်နေတယ်3ကထွက်ခဲ့တယ်အဲ့စနစ်ရဆိုဒီထက်မှာပြန်တဲ့ဒီ3ကလို့ညွန့်တာအ3ကဆိုပြည့်စုံအောင်တော့ဒါ different တစ်ခုရဲ့နေကစားချင်မှာကစားမှာတို့တော့တကြိမ်ဆိုတာကတော့အာတမှုအများရှိနေခင်ဗျားမှတ်ပါကျွန်တော် member ဖုန်းလို့ဆိုကျွန်တော်ဒီတိုင်းပဲတရားရှင်းပြပြရနော်တကြိမ်ဆိုတော့ခင်ဗျားတို့မှတ်ပြအောင်မှတ် တကြိမ်ဆိုတာကတော့လာနိုင်နေဆိုတဲ့ဥတီရိုက်ကိုအများနဲ့ထည့်ပြီးစဉ်းစားဒီတိုင်းမျိုးပြောခဲ့အဲ့တော့ဒီစက်ချိန်တည်းမှာကျွန်တော်တို့လည်းတခြားတခြားတော့ဖရီလေးနဲ့ပြန်တဲ့ကိုချိန်ဖန်များစွာဖတ်ပြီးကစားနေခဲ့တာပြီနော်ဒါဆိုရင်ကျွန်တော်ပြုတ်ပြခြင်းတဲ့အတိတ်ပဲကိုလူရင်းရောက်အောင်သွားရင်အဲ့ဒီနေ့ထဲမှာတကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်၇ကြိမ်၈ကြိမ်၉ကြိမ်၁၀ကြိမ်၁၁ကြိမ်၁၂ကြိမ်မှာမှအဲ့ငါးလေးနှစ်ဆိုတဲ့ကနေ့ကသူ့ဘော၄၅နှစ်ဆိုတဲ့ကနေ့ကပြန်တွေ့လိုက်ခဲ့တာဒုတိယကက်မလာဒီတိုင်းပဲ တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်6ကြိမ်8ကြိမ်7ကြိမ်9ကြိမ်10ကြိမ်11ကြိမ်12ကြိမ်ရောက်ခါမှအဲ630ဆိုတဲ့ခဏက360ဆိုပြန်လဲလိုက်ခဲ့တာအဲ့ဒါကတော့ယူရှင်အားလုံးကမြင်တာပဲပေါ့နော်အခုချိန်ဒီမလွတ်လာနေဘူးဒါဆိုရှင်ဒီ12ကြိမ်မှာအမယူရှင်တိုင်းမြန်ဒီကနန်းဒီကြိမ်မှာပြန်လဲလိုက်မှလားလို့ဒီခရင်က ကော့ကော့ကွန်းကွန်းပေါ့နော်ကျွန်တော်တို့အညာသားစကားပြောမယ်ဆိုရူးရှင်းပြောတယ်ကော့ကော့ကွန်းကွန်းရှင်းရှင်းလင်းလင်းဒီလိုကြီးပြနေတယ်ဒီချိန်ထိစောင့်မလားဒီချိန်ကျမှပဲဒီစနစ်တိုင်းပဲလိုက်ပြီးကစားမလားစောင့်အောင်မလားဒါစဉ်းစားစရာကြီးပေါ့နော်တွေးခေါ်ကျွန်တော်အမြင်မှာကြတော့ဒီဆက်နဲ့ချိန်ထိမကစားခြင်းမစောင့်ရင်တော့ဒီဆက်တဲ့ချိန်မှာဒီဖရဲကနေပြန်တွေ့ကနန်းတကွက်ကိုကစားခြင်းနေဘာကြောင့်လဲရှင်းပြပေးမယ်နော်ဘာကြောင့်လဲရှင်းပြပေး အဲ့ဒီ၄၅နှစ်ဆိုတဲ့ကနေက၅လေးနှစ်ဆိုပြီးပြန်လဲထက်တာ၁၂ချိန်မှထက်တယ်ဟိုက်၆၃၀ဆိုတဲ့ကနေက၃၆၀ဆိုပြန်လဲထက်တယ်၁၂ချိန်မှထက်တာဒါဆိုလို့ရှိရင်ဒီ၁၂ချိန်ကြာမှပြန်လဲထက်မှာမဆောင်မဲနဲ့ဒီချိန်ဘာကြောင့်ကစားကျင်တာလဲဒီချိန်တက်ပြီးတော့ချဲသဘောတော့ကျွန်တော်ဘာကြောင့်ကစားကျင်တာလဲရှင်းပြပြီးတော့မယ်နော်အဲ့ဒီ၄၅နှစ်ဆိုတဲ့ကနေက၅လေးနှစ်ဆိုပြန်လဲထက်တဲ့အချိန်ကမှလေဘယ်ချိန်မှလာထက်တယ်ရူးရှင်းဒီမှာ၁၂ချိန်လို့ပြနေတာ ဒီမှာလဲ630ဆိုတဲ့ကနိုင်က360ဆိုပြီးဒါဒီချိန်ကျမှပြန်တွက်ထက်တယ်ရိုးရှင်းမဲ့ပြတယ်ကျွန်တော်ကအဲ့ဒါကိုမဆောင်မဲနဲ့ဒီအချိန်ကိုထပ်ပြီးတဲ့ကနိုင်ကိုပြန်တွက်ဒီတိမဆောင်မဲနဲ့ဒီချိန်မှာမအောင်တစားခြင်းနာလေကစားခြင်းနဲ့ရည်ရွယ်ချက်ကိုကျွန်တော်ရှင်းပြပေးမယ်နော်ကျွန်တော်ကစားခြင်းနဲ့ရည်ရွယ်ချက်ကျွန်တော်တွေးပုံဆန်တွေးပုံတွေးနည်းကိုကျွန်တော်ကရှင်းပြပေးခြင်းနဲ့ပေါ့နော်ဒါကြိုက်ရင်လိုက်တော့မကြိုက်ရင်မဆုံးနဲ့ပြောပြီးဒီနေ့တည်းတည်းဒီလိုပြန်တွက်ကနိုင် တ်ထွက်တဲ့အချိန်ကမှာသူ့ရှင်းနှစ်ကထောက်ကဒီကနန်းကဒီကနန်းကိုဒီအချိန်မှာပထမဆုံးပြန်လို့ထွက်တယ်အဲ့လိုထွက်တဲ့အချိန်မှာသူ့ဘေးမှာထောက်ထားတဲ့ကနန်း6.1ဆိုတဲ့ကနန်းသီးတဲ့သူ့ရှင်းတနည်းနည်းနဲ့၃နှစ်မြောက်ကကနန်းကအကွက်ရွှေ့ဆိုပြီးဒီလိုလာပြီးတော့ထောက်ပေးထားတယ်အဲ့လိုထောက်တဲ့ကောင်ရဲ့ဘေးမှာဒီကနန်းကပထမဆုံးပြန်တဲ့ထွက်ခဲ့ရတယ်ဒါဆိုလို့ရှိရင်ဒီဒီနေရာမှာလည်းအဲ့ပုံစံမျိုးရှိလား။ဟဲ့460ဆိုရယ်ကနန်းကသူရှိတနည်းနည်း ုရှိတနည်းကျော်ကနန်းကလာပြီးတော့အရင်ကျူပြီးတော့ထောက်ပေးထားဒီလိုထောက်ပြီးပါဒီကနန်းဒီဆက်နေခြင်းမပြန်လဲထွက်တယ်ဒါဆိုအဲ့ဆက်နေခြင်းစောင့်လိုက်တဲ့အချိန်ကမှကျွန်တော်ကြည့်တာပေါ့နော်အဲ့ဆက်နေခြင်းကိုစောင့်လိုက်တဲ့အချိန်မှာဟဲ့9 3ည3ဆိုတဲ့ကနန်းသူရှိတနည်းကျော်ကနန်းမဟုတ်ဘူးဒါဆိုလို့ရှိရင်အခုဒီချိန်မှာကစားမယ်ဆိုရင်ဟဲ့ကျွန်တော်တို့9 3 4ဆိုတဲ့ကနန်းကသူ့ရှိတနည်းကျော်ကနန်းထောက်ထားတယ် 2024မှာ2022ကကနန်းစထွက်တာဒီဒီကနန်းကစထွက်ခဲ့တယ်နောက်တစ်ကွက်ထွက်တည်တယ်အဲ့ဒီ869ဆိုတဲ့ကနန်းက869တည်းဒီနှစ်ကွက်ပဲထွက်ဘူးကအဲ့ဒီနှစ်ကွက်ပဲထွက်ဘူးလားဆိုတော့ဒီအယူဆအရဆိုရင်ဒီထောက်ချက်ကိုကျွန်တော်တို့ယူကစားမယ်ဆိုလို့ရှိရင်သူ့ဘေးမှာထွက်ထားတဲ့ကနန်းဒီသူ့ရှိတနည်းကျော်ကနန်းရဲ့ဘေးမှာပဲပြန်တဲ့ကနန်းဒီစထွက်ရမယ်ဆိုရင်အယူဆကိုလိုက်ကစားရဒါဆိုရင်72ချိန်မဆောင်မဲနဲ့72ချိန်မှာဒီကောင်ကဘာလို့ကျူးခံထားတာလဲ ဒီထောက်ချက်တစ်ခုအရာဒီဘက်မှာကစားမယ်လို့စဉ်းစားရတဲ့အချိန်ပထမကျွန်တော်တွေးလိုက်ပြီဒါပထမဆုံးတွေးတဲ့အချက်တစ်ချက်ကိုကျွန်တော်ရှင်းပြပေးရအောင်ကျွန်တော်အနေနဲ့ကျအဲ့လိုတွေးလိုက်ပြီပေါ့နော်ဒါကျွန်တော်တွေးပုံတွေးနည်းကိုပြောတာကြိုက်မှလိုက်ကစားမကြိုက်ရင်လည်းမကစားနဲ့နှစ်နှစ်ပြောတယ်ပေါင်းလို့လဲဆိုပန်လို့လားလေးကြလို့လားလို့မေးတယ်မီးတဲ့နာလပိန်းလုံးတွေအတွက်တရားရှင်းပြမယ်။ပိုင်လို့လားသိကြလို့လားအပိုင်လားဒီလိုမီးတဲ့နာလပိန်းနာလပိန်းလုံးမိတ်ဆွေများတဲ့ ါကျွန်တော်တို့ကလည်းဒဲ့ကိုရှင်းပြမှာသူတို့နားလည်မှာမရှင်းပြဘူးဟုတ်ပြီဒါဆိုလို့ရှိရင်ဒီကနန်းတည်သူရှိတနေ့ကျော်ကနန်းဒီပြိမာဆိုဒီကနန်းတည်သူရှိတနေ့ကျော်သူ့ထက်အရင်ထက်ခဲ့တဲ့ကနန်းတွေရှိတယ်ဟာ6 8 4ဆိုတဲ့ကနန်းကလည်းသူရှိတနေ့ကျော်ကနန်းရှိတယ်ဒီချိန်မှာဘာလို့မထက်ခဲ့တာလဲအဲ့65ဆိုတဲ့ကနန်းကလည်းသူရှိတနေ့ကျော်ကနန်းဖြစ်တယ်ဒီချိန်မှာဘာလို့မထက်ခဲ့ရလဲထက်ခဲ့တဲ့အဲအဲ့လိုဟိုကစားခဲ့တဲ့လမ်းကျော်ရှိနော်ဟာ653စီလဲပဲ ူရှိတနည်းကျော်ကနန်းထွက်တာပဲဒီချိန်မှာဘာလို့မထက်ခဲ့တာလဲဒီကတ်မှာဆိုလို့ရှိရင်ဒီတိုင်းပဲဒီကနန်းဒီဒီကနန်းဒီချိန်မှာစထွက်တာမဟုတ်ဘူးသူရှိမှထွက်ထားတဲ့ဖြစ်စဉ်တွေရှိတယ်ဟိုက်ကိုတရှိဆိုတဲ့ကနန်းဒီလည်းပဲသူရှိတနည်းကျော်ကနန်းဖြစ်တာပဲဒါဒီဘေးမှာဘာလို့မထွက်ခဲ့တာလဲဟိုက်686ဆိုတဲ့ကဏ္ဍဒီလည်းပဲသူရှိတနည်းကျော်ကဏ္ဍဖြစ်တာပဲဒီချိန်နေမှာဘာလို့ပြန်တွေ့မထွက်ခဲ့တာလဲဒါဆိုရှင် ူရှိတနစ်ကျော်ကနန်းတော့ထောက်တယ်ဘယ်ကနန်းရဲ့ဘေးမှာမှပထမဆုံးပြန်တဲ့ကနန်းထွက်ရမလဲထွက်ရမဲဆိုတော့မူကျွန်တော်တို့ထပ်ပြီးတော့သုံးသက်ရမယ်ပေါ့နော်ထပ်ပြီးဘယ်ချုပ်ွက်နဲ့သူကဒီလိုပြီးနေလဲဆိုတော့စနစ်ကိုကျွန်တော်သုံးသက်မှာပေါ့အဲ့တော့သုံးသက်တဲ့ချိန်မှာပထမဆုံးမြင်တဲ့ပိန်ကဒီကနန်းဒီဒီကနန်းလို့ထွက်ပြီးသူပြီးမှပြန်တဲ့ကနန်းထွက်တဲ့ချိန်မှာတဲ့ကိုတိတ်စုလို့ထောက်ထားတဲ့ဘေးကကနန်းက ဒီရွှေ့ပြီးတော့ပြန်တဲ့ကနန်းစိုက်တာတဲ့ဒီကနန်းမှာကျတော့ရှစ်ထိတ်စီးလို့ထောက်ထားပြီးဒီဘေးမှာထွက်တဲ့ကနန်းကဒီနေရာကိုလားထွက်ပြီးမှဒီနေ့ထွက်တဲ့ပြန်တဲ့ကနန်းဒီဖရန်ဆုံးစိုက်တာတဲ့ဒါဆိုလို့ရှိရင်ဒီကနန်းကိုယ်တိုင်ရှိတယ်ပြီးတော့ခွန်ထိတ်လို့ထောက်ထားတယ်ထောက်ထားပြီးတော့ဒီကနန်းနေသူ့ရဲ့တနည်းကျော်ထွက်ထားတယ်ဒီကြီးမှပြန်တွေ့ကစားမယ်ဆိုတစ်ချက်ထောက်ချက်ကျွန်တော်တို့အကူစရာတစ်ချက်ရပြီတဲ့နောက်တစ်ချက်အဲ့ကိုထိတ်လို့မလာခင်သူ့အပေါ်မှာ break တက်လို့ထောက်တယ်တဲ့ ဒီ၈ထိပ်လိုမလာခင်သူ့ဘောမှာ break နှစ်လို့ထောက်ပါသေးတယ်တဲ့ဒီ9ထိပ်လိုမလာခင်သူ့ဘောမှာ break 3လို့တင်းနဲ့3ဆိုရင်စီနီယံထောက်ချက်ပါသေးတယ်တဲ့ဒုတိယတဆင့်9ထိပ်၈ထိပ်9ထိပ်ရဲ့ဘီယကနန်အဲ့ဒီဘောမှာထပ်ပြီးတော့1 break 2 break 3 break ဘာကြောင့်လဲသဘာဝကျတာကဒီ break နဲ့ဒီစိတ်စီးနဲ့ပေါင်းရင်ဒီ30လို့ရိုက်ထားတယ်ဒီကနန်ဒီတစ်နှစ်ကျော်ရှိတယ်ပြီးမှဒီနေရာမှာပြန်တဲ့ကနန်စကြတယ် ဒီပြိတ်နဲ့ထိတ်နဲ့ဒီတဆဲလို့ရိုက်ထားတယ်ဒီကနန်းဒီတနစ်ကျော်ရွှေ့တယ်သူ့ဘေးမှာပြန်တဲ့ကနန်းဆက်ကြတယ်ဒီပြိတ်သုံးတဲ့ခွန်ထိတ်ဒီတဆဲလို့ထောက်တယ်ထောက်ပြီးမှဒီကနန်းဒီတနစ်ကျော်ရွှေ့ဒါကြောင့်ဒီနေရာမှာပြန်တဲ့ကနန်းဆက်ကစားခြင်းတယ်ဒါကျွန်တော်ရတွေ့တဲ့အပိုင်းကိုပြောနော်အပိုင်းဆိုလည်းမသိဘူးဒီလိုပဲကိန်းကနန်းနေရဲ့ညှို့ဆိုတဲ့အညုံလိုက်ကြည့်ပြီးတော့ကျွန်တော်တွေ့တာကြိုက်မှသုံးမကြိုက်မှသုံးတယ်အဲ့ဒါတွေကိုထောက်ချက်က ဒီနေရာမှာ9ရှိခုလိုတိတ်စီပြေးခဲ့တယ်ဒီနေရာမှာ1နဲ့3ဆိုဘရိတ်ဒီပြေးခဲ့ရတယ်ဘာကြောင့်လဲဒီလီလုံးပေါင်းကြောင်း30လို့ထောက်တဲ့ချိန်မှာသူပြေးထောက်တယ်တစ်ချိန်နှစ်ချိန်3ချိန်4ချိန်မြောက်မှာ9ထိတဲ့9ရဲ့ပါဝါဒီလီလုံးကို30လို့လှမ်းထည့်ထားတာတဲ့တစ်ချိန်နှစ်ချိန်3ချိန်4ချိန်တဲ့တဲ့9ထိတဲ့9ရဲ့ပါဝါဒီလီလုံးကို30လို့လှမ်းထည့်ထားတာတဲ့ကျွန်တော်ညာဒီလိုလိုက်တွေးကြည့်ရပါတော့နော် ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှလည်းတဲ့မှာတစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်တဲ့၅ထိပ်ထောက်ထားတဲ့၅ရဲ့ power ဒီ deep brain နဲ့ဒီထိပ်စီးနဲ့တဆယ်လို့ထောက်ထားတာတဲ့အဲ့ဒီ၅ကိုဘာနဲ့ပြန်ချုပ်ထားလဲ၃ရထိပ်စီးနောက်လုံးပေါင်းခွန်လို့ရိုက်တယ်၃ရထိပ်စီးရဲ့နောက်နေတဲ့မှာ၃ရရဲ့ power ပုံမှန်ဆုံးစထွက်တဲ့၅ထိပ်တဲ့၃ထိပ်၈ထိပ်၃ရထိပ်၄ထိပ်၃ထိပ်၃ထိပ်၈ထိပ်၄ထိပ်၂ထိပ်၁ထိပ်ခွန်ထိပ်၄ထိပ် ပထမဆုံး၅ထိပ်ဆိုဒီနေရာမှာစကြတာတဲ့။တညတွေစီနောင်လုံးမောင်းခွန်လို့ရိုက်တယ်။တညရဲ့ပါဝါ၅ထိပ်တဲ့နောက်နေ့တည်းမှာဘယ်ချိန်မှာစကြမလဲတဲ့၄ထိပ်၆ထိပ်၆ထိပ်၅ထိပ်ဒီနေရာမှာစကြတာတဲ့။ပြတညတွေစီနောင်လုံးမောင်းခွန်လို့ရိုက်တယ်တဲ့။ဒီနောက်ထပ်မှာတုံရရဲ့ပေါ်မှာ9ထိပ်ဘယ်ချိန်မှာစကြမလဲတဲ့ခွန်ထိပ်2ထိပ်4ထိပ်9ထိပ်4ထိပ်တုံရထိပ်9ထိပ်ဒီနေရာမှာစကြတာဒီစုံမှတ်တွေအားကောင်းတယ်အဲ့တော့ ကျွန်တော်ကပြောင်းပြန်နေစပြီးတက်တည်ပြတော့ငကူမူရင်အစနဲ့ပြန်ပြီးတော့ထောက်ပြီးတော့တစ်ချက်ချင်းရှင်းပြလိုက်မယ်သိချောင်းနော်တုံရတဲ့ဒီနောက်လုံးမှခွန်လို့ရိုက်တယ်သူရနာဆုံးမှတုံရရဲ့ပါဝါငါးထိပ်စီဒီနေရာမှာစကြတယ်အဲ့ငါးထိပ်စီလို့စကြပြီးဒီနေရာမှာဟိုက်ဘရိတ်နဲ့ထိတ်နေငါးရဲ့ပါဝါ30လို့ပြန်ရိုက်တယ်ရိုက်တဲ့နေရာမှာဒီဘရိတ်ကလည်းစီနီယံသွားမယ်ဒီထိပ်စီကလည်းစီနီယံသွားမယ်အဲ့လိုကြီးတော့ပြီးမှဟိုက်နေရာမှာထွက်ခဲ့တဲ့ကနန်းကြီးရဲ့သူ့ရဲ့တနစ်ကြိုလိုက်ထွက်ရမယ်တဲ့ အဲ့လိုထွက်တဲ့ကောင်ရဲ့ဘေးမှာတဲ့ဒီနေ့ထက်တဲ့ပုံမှန်ဆုံးပြန်တွေ့ကနန်းဒီချိန်မှာစကြမယ်တဲ့တုံညထေစီနောင်လုံးပေါင်းခွန်လို့ရိုက်တဲ့သူ့ရဲ့နောက်ထပ်မှာတုံညရဲ့ပါဝါ၅ထိပ်ဒီနေရာမှာစကြမယ်တဲ့ကြပြီ၅ရဲ့ပါဝါဒီပရိတ်နဲ့ထိတ်နေတယ်တဆယ်လို့ပြန်ပြီးတော့၄လုံးတဆယ်လို့ချုပ်ရမယ်တဲ့ချုပ်ပြီအဲ့လိုချုပ်တဲ့ချိန်မှာလဲဒီနေရာမှာဝင်တဲ့ကောင်တွေစီနီယာနဲ့အတိကြပဲအကုန်လာရတာဗရိတ်ကလည်းစီနီယာနဲ့အတိကြလာမယ်ထိတ်စီရတဲ့စီနီယာနဲ့အတိကြလာမယ်အဲ့လိုလာပြီးမှဟိုက်နေရာမှာထွက်တဲ့ကနန်းသီးတဲ့ သူ့ရဲ့တနည်းကြော်ကိုလိုက်ထွက်ရမယ်တဲ့ထွက်ပြီးသူ့ဘေးမှာမှာအဲ့ဒီနဲ့တဲ့ပထမဆုံးပြန်တွေ့ကနန်းဆိုတော့စကြပြီးရတာပါတဲ့တတိယကတဘုံဇံနဲ့တူတာသုံးရထေစီနောင်လုံးမခွန်ရသူ့ရဲ့နောင်ထေမှာငါးထေဆိုတော့စကြပြီးကြလိုက်တာနဲ့သူ့ဆောင်ဒီနေရာကိုဆင်းဗရိတ်နဲ့ထိတ်တဲ့ဒီ30လို့ရိုက်ပြီးရိုက်ပြီးဒီနေရာမှာထွက်ခဲ့တဲ့ကနန်း၄၃ညငါးသည်သူ့ရဲ့တနည်းကြော်ကိုရွှေ့ပေးလိုက်ပြီးတဲ့ဒါကြောင့်သူ့ဘေးမှာဒီနေ့ထက်တဲ့ ပထမဆုံးပြန်တွေ့ကနန်းဒီချိန်မှာစပြီးတော့ဒီဖရင်ဒီစီဂျော့ဒီအသွားလာကိုကြိုက်တယ်ဆိုရင်ကစားပါတော့တဲ့ရှင်းမယ်ဒီမှာနော်ကစားပါတော့တဲ့အဲ့ဖရင်နှစ်ခုကနေဆက်ဆက်ပြလိုက်တယ်အခုပြတဲ့ဖရင်ကလည်းဒီနေရာမှဒီနေရာကိုပထမဆုံးပြန်တွေ့ကနန်းစကြရမယ်စနစ်ခုနအနီးကလမ်းရလဲကျွန်တော်ချပြတယ်ရှင်းပြတယ်ဒီနေရာမှဒီနေရာကိုဒီနေထက်တဲ့ပထမဆုံးပြန်တွေ့ကနန်းကစားရမယ်စနစ်အဲ့ဖရင်နှစ်ခုကစုံမှတ် ဒီနေရာမှာလားဆုံးနေပေါ့နော်နဲ့ဒီနေရာမှာကျွန်တော်တို့ကပြန်တွဲကနန်းဒီနေရာမှာပြန်တွဲကနန်းဒီနေရာမှာပြန်တွဲကနန်းဆိုပြီးတော့ကျွန်တော်တို့ဒါကစားဖို့ဆုံးပြန်လိုက်တယ်ပေါ့နော်အဲ့တော့ဒီဖရင်ကနေလေခုကျွန်တော်ယူချက်ပေးတဲ့ကနန်းကစနစ်ကြိုက်တယ်ခုနအနီးကလိုင်းကလည်းစနစ်ကြိုက်တယ်အဲ့ကနန်းတကောကိုကျွန်တော်လက်ဆောင်ဖြစ်ပြပေးခဲ့မယ်နော်တုံရတဲ့ဒီနောင်မောင်းခွန်ရဲတဲ့အချိန်ခါမှာတဲ့ကျွန်တော်အများပြောတယ်ငါးချိန်မြောက်မှာဘရိတ်ရှစ် ငါးကြိမ်မှာဘရိတ်ခွာငါးကြိမ်မှာဘရိတ်ဖြောက်လို့ရိုက်တယ်အဲ့လိုမရိုက်ခင်တဲ့ဒီနေရာမှာသုံးလုံးပေါင်းချင်းငါးလို့ထောက်ပြီးတော့ဒီမှာဒီမှာ sorry ဒီနေရာမှာသုံးလုံးပေါင်းချင်းငါးလို့ထောက်ဒီမှာဘူးချိန်ငါးလို့ရိုက်ချက်အဲ့လိုပဲတစ်ခါထပ်ပြီးတော့ဒီနေရာမှာသုံးလုံးပေါင်းကြီး6လို့ထပ်ပြီးတော့ဒီနေရာမှာဘူးချိတ်6လို့လက်ချက်အဲ့လိုပဲဒီနေရာမှာ ဘရိခါလို့ရိုက်တဲ့အချိန်ကမှလည်းဒီလိုသုံးလုံးပေါင်းရင်းနေခွန်လို့ထောက်ပြီးလို့ဒီနေရာမှာဒီချိတ်ခွန်လို့ရိုက်တယ်။အဲ့ဒီနေရာမှာထောက်ခဲ့တဲ့9ဒီနေရာမှာထောက်ခဲ့တဲ့6ဒီနေရာမှာထောက်ခဲ့တဲ့ခွန်အဲ့စနေနဲ့ကျွန်တော်ယူချင်တယ်နော်။ဒီနေရာမှာ9လို့ထောက်ခဲ့လို့တဲ့သူရဲ့တနေ့နေ့နဲ့3နေ့4နေ့5နေ့6နေ့မြောက်ထဲမှာပေါ့နော်။ဒီတောင်ရတဲ့ဒီနောင်လုံးပေါင်းခွန်ရေ9နေ့မြောက်ထဲမှာ9ထိပ်စီးပြီးတဲ့ ပုံကပဲကြာမယ်တဲ့ငါးစိတ်တကြိမ်နှစ်ကြိမ်သုံးကြိမ်ဆိုပြီးငါးရည်ကြီးသုံးကြိမ်ပဲကြာတယ်တဲ့ဒီကြောက်နော်ငါးရည်စီးကြီးသုံးကြိမ်ပဲကြာတယ်တဲ့အဒီမူရှိတ်၆လို့ထောက်ခဲ့လို့ဒီနှစ်ထဲမှာတဲ့၆ရည်စီးကြီးတကြိမ်နဲ့နှစ်ကြိမ်နဲ့သုံးကြိမ်ပဲကြာတယ်အောက်မှာမကြဘူးတဲ့ ဲ့စနေရဒီမှာဘူချိတ်ခွန်လို့ထောက်ခဲ့လို့ဒီနေ့မှာခွန်တိုက်စီးပြီးတဲ့၃ခါပဲလာမှာတဲ့ဒီမှာတစ်ချိန်နှစ်ချိန်လာပြီဆိုတာပေါ့နော်နောက်ထပ်ခွန်တိုက်စီးတစ်ချိန်လာနိုင်ပါလိမ့်တယ်တဲ့ဒီပရိယဒီလမ်းကျောနော်ရှင်းမဲ့တမန်နော်ဒီနေ့မှာ break ရှစ်ဒီနေ့မှာ break ခွန်ဒီနေ့မှာ break ချောက်ထောက်တယ် break ရှစ်လို့မတိုင်ခင်မှာ high ထောင်းထားတဲ့လုံးလုံးပေါင်းချင်း၅ကို၅လို့ဒီမှာထည့်တယ်၅ပြီးတော့ဒီနေ့မှာ6လို့ထောင်းတယ်အဲ့6ကိုဒီမှာ6လို့ထည့်တယ် ဒီနေရာမှာခွန်လို့ထောင်တယ်ဒီကိုခွန်လို့ထည့်ကြတယ်အဲ့96ခွန်ဇလန်းစီရဲ့သူ့ရဲ့နောက်ဒီနေ့တက်ကိုအခုကျွန်တော်ကစားမဲ့ရောက်ကနေချက်မှာ9ထည့်ဒီတစ်ကြိမ်နဲ့2ကြိမ်နဲ့3ကြိမ်ကစားတယ်တဲ့အဲ့6လို့ထောက်ခဲ့လို့တဲ့ကျွန်တော်ရောက်ကကစားနေတဲ့မှာ6ထည့်ဒီတစ်ကြိမ်နဲ့2ကြိမ်နဲ့3ကြိမ်လို့ကစားပါတယ်တဲ့ဒီမှာခွန်လို့ထောက်ခဲ့ပြီဗျာခွန်ထည့်စီဒီတဲ့တစ်ကြိမ်2ကြိမ်ကစားပြီးပါပြီတဲ့နောက်တစ်ခွန်ထည့်ဒီနေ့တက်တဲ့တစ်ကြိမ်ကျန်ပါသေးတယ်တဲ့ ဒါဒီပြောတဲ့လမ်းကြောင်းတိုက်ဆိုင်မှုရှိခြင်းမရှင်းပြရဲအဲ့တော့အခုပြန်ကြကနန်းကိုကျွန်တော်အိုက်စနစ်နေယူတဲ့ရွေးချင်တာငါးထည်စီတစ်ကြိမ်ကြပြီနှစ်ကြိမ်ကြပြီအဲ့ငါးထည်စီနှစ်ကြိမ်ရဲ့တကွန်းကျော်မှာထွက်ထားတဲ့ကနန်းဒီဒီနေရာကိုကျွန်တော်ကပြန်ကြလို့ရွေးချင်တာ၆ထည်စီတစ်ကြိမ်ကြပြီနှစ်ကြိမ်ကြပြီ၆ထည်စီနှစ်ကြိမ်ကျော်ကကနန်းဟာဒီကနန်းဒီဒီနေရာမှာပြန်ကြလို့ပြန်ရွေးချင်တာဒါဆိုလို့ရှိရင်ဒီမှာ content ကြီးတွေတစ်ကြိမ်ကြပြီနှစ်ကြိမ်ကြပြီသူ့ရဲ့တကွန်းကျော်ကကနန်းဆိုတော့ အဲ့ဒီရှစ်ကိုလေးဆိုတဲ့ကဏ္ဍကိုဒီနေရာမှာဝင်တဲ့မတ်တပ်ကိုကျွန်တော်ရွေးပြလိုက်တယ်ကျွန်တော်ကစနစ်သမားနော်စနစ်နောက်ကိုပဲထောက်တာကဏ္ဍကိုကျွန်တော်ကအကြိုက်ဘယ်တော့မှမထားဘူးစနစ်ကိုပဲထောက်တာရှင်းမဲ့ထင်ပါတယ်ဒီမှာခွေခဲ့တဲ့96ခွန်အဲ့96ခွန်ကြောင့်ဒီနှစ်ထဲမှာရောက်ကန်နေတဲ့မှာပေါ့နော်ဒီမှာ9ရက်စီဒီပရမတ်ကံမှာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ထွက်ခဲ့တယ်အဲ့တော့9ရက်စီတစ်ကြိမ်နှစ်ကြိမ်ရဲ့တခွင်ကျော်ကဏ္ဍကဒီနေရာကိုပြန်တွက်လိုက်တယ် ဒုတိယကမာဒီလို့6လို့ထောက်တယ်6တဲ့စီးဒီတစ်ကြိမ်2ကြိမ်3ကြိမ်ကြတယ်အဲ့3ကြိမ်ကြတဲ့အချိန်မှာ6တဲ့စီးဒီကြိမ်2ကြိမ်2ကြိမ်6တဲ့စီး2ကြိမ်ကျော်တကွန်ကျော်ကဏ္ဍဒီဒီနေ့ပြန်တွေ့လို့လိုက်တယ်ဆိုတော့စနစ်ကိုရွေးပေးခြင်းနဲ့ဒါဆိုဒီမှာခွန်လို့ထောက်တယ်ခွန်တဲ့စီးကလည်း2ကြိမ်ကြာပြီးတော့ပြီနောက်တဲ့ခွန်စီးစီးဒီကြိမ်ကျန်နေတယ်တဲ့နော်ဒီနှစ်ထဲအတွက်ဒါဆိုကြိုက်ခွန်တစီနှစ်ကြိမ်ကြပြီးတကွေကျော်ခဏဆိုဒီကနန်းနဲ့ရှစ်ကူလေးဆိုတဲ့ကနန်းဒီကနန်းကိုရွေးပေးခြင်းနဲ့ အဲ့တော့လက်ဆောင်အနေနဲ့ဆို19လေးဆိုရင်ခဏအာဆိုတော့ထိုးပေါ့နော်ဒါကိုရေးပေးကြတယ်တကွက်ကောင်းအနေနဲ့ကျွန်တော်တစ်ခါတည်းပြောမှာနော်ကျွန်တော်ပြောရင်တစ်ခါတည်းပြောတာမပြောရင်လုံးမပြောဘူးအဲ့ဝင်လာခဏကျွန်တော်ယူရှင်းမယ်ရိုက်မှာကျွန်တော်စနစ်ကတော့အခွသည်ခွာပေါင်းခြင်းဒီနောက်တွဲရှည်ရွက်ဒီရှည်ရွက်စနစ်နဲ့ဒီတိုင်းပဲရိုက်အခွသည်နောက်တွဲတဲ့ပဲနော် တော့ခါဒီထိတ်ပေါ့နော်ရိုးရိုးရှင်းမပြောမှဆိုတချို့မျက်စိလဲသွားမှဆိုအခါဒီနောက်တွဲခါဒီထိတ်နေစနေနဲ့ကျွန်တော်တကွက်ကောင်းတွေ့မှာအခါဒီနောက်တွဲခါဒီထိတ်နေဒီစနစ်ကိုတွေ့မှာဒါဆိုလို့ရှိရင်အခါဒီနောက်တွဲခါဒီထိတ်ဆိုတော့ကျွန်တော်တို့ရှင်းနေရောပဲနော်ကျွန်တော်တို့အကြိုက်ဆုံးကနေအမြင့်ဆုံးကန်ဆန်းမှုနေရာကိုရွေးချယ်တဲ့မက်သတ်နဲ့ပတ်သက်ပြီးတော့ကိုရှင်လေးလို့ကျွန်တော်တည်ယူလိုက်ပါမယ်တဲ့ ဒီ train ကနေဒါတုံညာထေစီနောင်လုံးမောင်းခွန် train ကနေကျွန်တော်ရွေးချယ်ပေးလိုက်တာဒါကစနစ်တခုเนาะအဲ့ဒါကိုပဲခုနကျွန်တော်ပြောတဲ့အနီးကပ် line နဲ့ကျွန်တော်ရွေးချယ်တာကိုပြောမယ်အနီးကပ် line နဲ့ကျွန်တော်ခုနရှင်းပြပြီးပေါ့เนาะအနီးကပ် line နဲ့ရွေးချယ်တဲ့စနစ်ကနှလုံးပေါင်းကိုတိခါလို့ရိုက်သူ့ရဲ့တကွင်ကြော်မှာထေစီနှလုံးဒီ 30လို့ပြန်ထက်ဒီ3လုံးပေါင်း30ကို3လုံးပေါင်း2လုံးပေါင်း30လို့ပြန်ထက်ဒီနေရာမှာ3ပါတော့3တလုံးပါ2လုံးပေါင်း9နဲ့ပြိရှိလို့ရိုက်ပြီးဒီဆောင်မှာဒီနေ့ဆိုတဲ့ပမာဏပြန်တော့ထွက်တဲ့ချိန်မှာယူရှင်းမဲ့နှစ်နောက်ပိတ်ပုံသေးနှစ်နောက်ပိတ်ကနန်းခါဒီထိတ်ထိတ်ဒီခါဆိုရယ်စနစ်နဲ့ကွန်ရှင်းနှစ်ဆိုရယ်ကနန်းတခါဒီမှာလိုက်တိုင်းမဲ့2လုံးပေါင်း9ခါဒီ တစ်ခါလို့ပုံစံထောက်သုံးလုံးပေါင်း30ကိုဒီနေရာမှာကျွန်တော်ထိပ်စီနှလုံး30လို့ရိုက်တယ်ရိုက်ပြီးသူ့ရဲ့အောက်မှာသုံးတလုံးပိုင်းသေးနှလုံးပေါင်း9နဲ့10ပြည့်ဆိုတော့ထွက်အဲ့10ပြည့်ရဲ့အဒီမလို့ဟိုကကူပြောတယ်နှလုံးပေါင်းကိုတစ်ခါလို့ရိုက်ပြီးဒကွန်းကျော်မှာထိပ်စီနှလုံး30လို့ရိုက်ပြီးသုံးတလုံးပူသေးနှလုံးပေါင်း9နဲ့10ပြည့်လို့ရိုက်ပြီးအဲ့သူ့ဆောင်မှာဒီနေ့ဆက်တဲ့ပမာဏဆုံးပြန်ချက်ကနန်းထွက်ရမှာထွက်တဲ့အချိန်ကမှရိုးရိုးရှင်းမယ်ကျွန်တော်တို့ 3ခါ3နောက်ပိတ်3နောက်ပိတ်လို့ပုံစံရိုက်တဲ့စနစ်ဟုတ်ပြီနော်3နောက်ပိတ်နဲ့ထွက်ထားတဲ့ကနိုင်ကိုနှစ်ပြီးတော့3လို့ပဲယူလိုက်တယ်3နောက်ပိတ်ကို3နောက်ပိတ်လို့ပုံစံရိုက်တဲ့စနစ်ခါသည်ထိတ်ထိတ်သည်ခါဆိုလို့စနစ်နဲ့633ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနှလုံးပေါင်း9တခါလို့ရိုက်သူရတကွင်းကြောင့်မထိစီနှလုံးတွေ30လို့ရိုက်ဒီနေရာမှာလဲ3နှလုံးပုံစီနှလုံးပေါင်း9နဲ့10ပြည့်ရိုက်ပြီ ဒီနေရာမှာမှဒီနေ့တော့ကိုပြန်တော့ခဏပထမဆုံးစကြကြတဲ့အချိန်ခါမှာနှစ်ထိပ်သုံးထိပ်ပြီးနှစ်ပိတ်သုံးပိတ်ပြီးတော့လေးပိတ်နဲ့ကြထားတယ်ကနန်းရွေးချယ်စရာမရှိဘူးလေးပိတ်နဲ့ဒီကနန်းတစ်ခွက်တော့ပဲထည့်ထားတယ်ဒါကြောင့်ဒီနေရာမှာလေးပိတ်ကပုံစံထားသည့်ထိပ်ထိပ်ဤခါဆိုတော့984ဒါနှစ်ခုလုံးစုံမှတ်တဲ့ဒီ984ဆိုတဲ့ကနန်းကိုဒါနဲ့ပဲရွေးချယ်ပြလိုက်ပါနော် ဘာကြောင့်အဲ့လိုရွေးချယ်ပြလိုက်တာလဲနှစ်သုံးလိုက်ကိုဘလိုင်းကြီးတော့ကျွန်တော်လည်းကန်ရတာမဟုတ်ဘရိင္းဘရိင္းဘရိင္းလို့ရိုက်တဲ့အချိန်ကမှသုံးလုံးပေါင်းချင်း၄၃လုံးပေါင်းချင်း၃၃လုံးပေါင်းချင်း၂လို့၄၃နဲ့စီနီယာကိုထည့်ခဲ့တယ်အဲ့ကောင်ရဲ့ဗျောင်းမြန်ဒီနေ့ထဲမှာပရမတ်စကြတဲ့ပြန်တွဲကဏ္ဍဒီနှစ်နောက်ပိတ်ကြထားတဲ့ကဏ္ဍဖြစ်ရမယ်နှစ်နောက်ပိတ်ကနှစ်နောက်ပိတ်လို့ပြန်လဲရမယ်အဲ့ဒီခါဒီထိတ်ထိတ်ဒီခါဆိုစနစ်နဲ့ ီကနန်းကပရမဟံစကြတယ်ပြန်ွယ်ကနန်းလို့ယူဆလိုက်တယ်နောက်တစ်ခါနှစ်နောက်ပိတ်ပြီးတော့သုံးနောက်ပိတ်နဲ့ကြထားတဲ့ကနန်းတကွက်သုံးနောက်ပိတ်လို့ကြပြီသုံးနောက်ပိတ်ကသုံးနောက်ပိတ်လို့ပုံစံပြန်ထည့်မယ်ခါသည်ထိတ်ထိတ်သည်ခါဆိုစနစ်နဲ့633သုံးဆိုကနန်းတကွက်ဒါဆိုရင်ဒီနေ့တည်းကနှစ်နောက်ပိတ်သုံးနောက်ပိတ်ပြီးတော့လေးနောက်ပိတ်ကနန်းတကွက်ကိုရွေးရမှာရွေးရမှာဆိုဒီနေ့တည်းမှာလေးနောက်ပိတ်နဲ့ထွက်ထားတဲ့ကနန်းဒီ ီကရန်တစ်ခွက်ပဲရှိဒါကြောင့်ဒီလေးနောက်မိတ်ဒီလေးနောက်ပိတ်ပုံသေးခါဒီထိတ်ထိတ်ဒီခါဆိုတော့ကိုရှစ်လေးဆိုရင်ကနန်းဒဲတပေါက်ထဲကိုဒီပက်လေတော့ထိုးရမယ်နော်တုံးကြစီမှာအမျိုးမျိုးပြောင်းလဲရှိနေတယ်နော်ဒါအမြင့်ဆုံးရွေးချယ်ဖို့ကန်ဆန်းဖို့ဆိုတာကတော့ကျွန်တော်တို့ကအမြဲတမ်း finish နောက်ဆုံး final finish ဒါကျွန်တော်တို့ကလိုက်ရမှာပဲလိုက်တဲ့စနေရကျွန်တော်ကလေးနောက်ပိတ်ကိုလေးနောက်ပိတ်ကြထားတဲ့ကနန်းကိုလေးနောက်ပိတ်နဲ့ခေါ်ကစားခြင်းနဲ့ကြထားတဲ့ကနန်းက ားဒီထိတ်လို့ထည့်ထားခြင်းနဲ့ထိတ်ဒီခါလို့ပြန်ထည့်ခြင်းနဲ့ဘာကြောင့်လဲဘာကြောင့်လဲဒီနေရာမှာကျွန်တော်ရိုက်ခဲ့တယ်9 break 6 break 9 break ဆိုရိုက်ခဲ့တယ်6ချက်ကြီးရှိရနော်ဒီနေရာမှာခုနကျွန်တော်ပြောပြီး4 3ကို2 3လေးလို့အပြန်လဲထည့်သလိုဒီနေရာမှာ break 9ဒီနေရာမှာ break 6ဒီနေရာမှာ break 9လို့ရိုက်တယ ဒီပြိင်ငါကြောင့်ဒီနေ့တူရဲ့နောက်နေ့မှာပရောစထွက်ပြန်တဲ့ကနေ့ရှင်နှလုံးပေါင်းငါနဲ့ထွက်ပြရဒီပြိင်၆ကြောင့်သူ့ရဲ့နောက်နေ့မှာပရောစထွက်တဲ့ကနေ့ရှင်နှလုံးပေါင်း၆နှစ်နောက်ပြီးတော့၃နောက်ပြီးနေထွက်ဒီပြိင်ခွန်ကြောင့်ဒီနေ့မှာပရောစထွက်ပြန်တဲ့ကနေ့စီ၉ရှစ်ရှင်နှလုံးပေါင်းခွန်၄နောက်ပြီးနေထွက်မှာဒါကြောင့်၉ရှစ်လေးလို့ရွေးပြလိုက်တယ်